။တမီးလေးကိုအာမင်ဆောင်ဝေဖောက်နိုင်ခဲ့ပြီဆိုတဲ့ DJ ပို့တော်လင်မယား DJ ပုတ်ကတော့မိန်းကလေးပြိတ္တတည်းရဲ့တဲတဲလုံးဝင်းရံကျင်းခန္ဓာရသူဖြစ်ပြီးယနေ့တိုင်းအောင်မြင်မှုများစွာရရှိနေတဲ့မင်းသားတက်လက်လည်းဖြစ်ပါတယ်။ DJ ပုတ်ဟာသူ့ရဲ့မိန်းမဖြစ်တဲ့ Joe Wyatt နဲ့2018ခုနှစ်မှာရွှေလက်တွဲခဲ့ပြီးအခုဆိုရင်တာဝူလေးတယောက်ကိုပိုင်ဆိုင်ထားပြီးပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ TV drama ဖန်ပေါ်မှာအတူတည်းတရုပ်ဆောင်ရင်းစုံခဲ့ကြတာ ဖြစ်ပြီးတွဲလာတာ၃နှစ်လောက်အကြာမှာတော့လက်ထပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ DJ ပုဟာသူ့မိမဖြစ်သူကြိုချက်သုံးနေငယ်ပြီးပြည်သက်တွေကြားမှာလဲမားနဲ့မောင်အတွဲဆိုပြီးနာမည်ကြီးပါတယ် DJ ပုဟာသူ့အမည်ဆုံးအချိန်မှာလက်ထပ်ခဲ့တာမို့လို့ပြည်သက်တွေကနှမျောခဲ့ကြပေမဲ့ DJ ပုကတော့သူကကျွန်တော်ဘဝအတွက်အရေးပါဆုံးမိန်းကလေးတဦးပါသူ့ကိုပိုင်ဆိုင်ခွင့်ရတာကြောင့်ကဘာပေါ်မှာကံအကောင်းဆုံးမျိုးသားကကျွန်တော်ပါပဲကျွန်တော်ရဲ့အောင်မြင်မှုတွေနဲ့တောင်သူ့ကိုလဲလှယ်နိုင်ပါတယ်လို့ပြောခဲ့ပါတယ်။အခုဆိုရင်သူတို့နှစ်ဦးကတာယာတဲ့အိမ်တော်ကြီးကိုပိုင်ဆိုင်ထားပြီးပျော်ရွှင်စွာဘဝကိုဖြတ်သန်းနေကြပါတယ်။ ထိုင်းမင်းသားပီပုနဲ့ထိုင်းမင်းသမီးဂျိုတို့ကတော့ပရိသတ်တွေကအိုက်တော့ကပဲလို့သတ်မှတ်ခံထားရတဲ့အထိအားကြစရာအတွေ့လေးလည်းဖြစ်ခဲ့ပါဗျ။လက်ရှိမှာတော့တားလေးနဲ့သမီးလေးကိုပိုင်ဆိုင်ထားပြီးတာယာပြောင်ရှင်ဝဲကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့အချစ်ဇလန်းကအစာပိုင်းမှာတော့သူများတွေထင်သလားအဆင်ပြေချောဝေမနေပါဘူး။သူတို့နှစ်ယောက်ကရိုက်ကူးရေးလှုပ်တုံးမှာစတွေ့ခဲ့ကြတာဖြစ်ပြီးတော့သဘောကျခဲ့ကြပါဗျ။ဇကားလေးမှာလည်းနှစ်ယောက်က chemistry မိလွမ်းတာကြောင့်ပရိသတ်တွေကဝိုင်းရှိခဲ့ကြပါဗျ။ အဲ့တုန်းကပို့မှာချစ်သူရှိနေပြီဂျိုနဲ့လည်းစကားအတွက် promotion တွေဆင်ပြီးဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်ပွန်တဲ့ဂျိုနဲ့အရန်နှိစက်နေတဲ့အချိန်မှာပို့ကသူ့ချစ်သူနဲ့လက်ခွဲခဲ့လိုက်တာကြောင့်ဂျိုကဂျားတွေကနေစနိုက်ကျော်ခဲ့တာလို့သတင်းတွေထွက်လာခဲ့ပါတယ်ဂျိုကလည်းပို့နဲ့တွဲတော်တွဲလာလို့ပြီးနောက်ပိုင်းသူ့ချစ်သူနဲ့ပါလက်ခွဲလိုက်ပါတော့တယ်နှစ်ယောက်စလုံးကချစ်သူနဲ့လက်ခွဲလိုက်တဲ့ဆိုတဲ့သတင်းတွေကရှေ့စင်းနောက်စင်းတက်လာပါတော့တယ် ဝေမမှုတွေပေါ်လာပေမဲ့နှစ်ယောက်စလုံးကနားလည်မှုတွေနဲ့တိဆောင်ရင်းချစ်ခဲ့ကြတာအခုဆိုရင်ပျော်ရွှင်စရာဘဝလေးကိုပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကအသက်၃နှစ်ကျော်กว่าကြပြီဒီဂျေပုတ်ကတော့38နှစ်ရှိပြီဖြစ်ပြီးတော့ဂျိုကတော့40ရှိပြီဖြစ်ပါတယ်သူတို့နှစ်ယောက်စီမှာသားလေးတစ်ယောက်လည်းရှိပြီးတော့အရန်ချစ်ဖို့ကောင်းတာကြောင့်ပြိသက်တွေကအကုန်လုံးဝိုင်းချစ်ကြပြီအခုကလေးကကြော်ညာတွေရိုက်ကအဖေထက်အောင်မြင်နေတဲ့သူလေးလည်းဖြစ်ပါတယ် ဂျိုကအမှုပညာအလုပ်တွေကိုတားလေးမမွေးခင်ကတည်းကရနာခဲ့ကကိုပိုင်စည်းဝါးရေးတွေလုပ်နေတာဖြစ်ပြီးတားလေးကိုအချိန်ပေးပြီးပြုစုဆောင်ရှောက်နေတာပဲဖြစ်ပါတယ်ပုတ်ကလည်းမိမအပေါ်မှာရောတားလေးအပေါ်မှာပါကြောင်ဝင်ကြည်တဲ့ဖခင်ကောင်းတယောက်အဖြစ်မိသားစုကိုအချိန်ပေးဆောင်ရှောက်နေလို့အားလုံးကနေစာအားကြနေရတဲ့စံပြအတွေ့လေးလေးဖြစ်နေပါတယ်အခုချိန်မှာတော့သူတို့နှစ်ယောက်နောက်ထပ်ဆောင်ရှောက်ရမယ့်သူတဦးတိုးလာခဲ့ပါပြီအငယ်လေးထက်လိုချင်နေတဲ့ဒီဂျေပုတ်ရဲ့ဆန္ဒကတော့ပြေဝခဲ့ပါပြီ ပီဂျိုကအသက်40နာရှီလာတာကြောင့်ကလေးရဖို့မလွယ်ပေမဲ့ဒုတိယကိုဝင်ကိုလွှဲထားနိုင်ခဲ့ပါပြီ။ပီဂျိုကိုဆရာဝန်ကတော့အံ့ဩရတယ်။အစားအသောက်အနေအထိုင်အစစရရခရူးဆိုင်ပြီးဒုတိယကိုဝင်ရလာတော့ကြီးမားတဲ့ပျော်ရွှင်မှုပါ။စေပညာရဲ့အကူအညီယုံကြည်ရပါတာတရားကိုလင်ရောမရရောစိတ်တူကိုယ်တူအာရုံပြုခဲ့လို့ကလေးရခဲ့တာပါလို့ဆိုပါတယ်။ပီဂျိုကမင်းသမီးဖြစ်ပေမဲ့မိသားစုလိုချင်တဲ့ပြည်ဖို့အတွက်အလौဒ်တွေအကုန်နှားထားပြီးတာယာတဲ့မိသားစုဖန်တီးပေးနေခြင်းပဲဖြစ်ပါတယ်။ အကြည်တက်အေဂျင့်နဲ့မိသားစုစီထပ်ဝင်လာမဲ့ဘေဘီလေးကလည်းအကြည်တက်လေးပဲဖြစ်နေမှာမလွဲဧကန်ပါပဲပြည်သက်ဒီအလုံးရဲ့မြစ်တာအပြင်းနဲ့စူတောင်းပေးမှုကတကယ်ကိုပြေဝခဲ့ပါတယ်ပီဂျီလေးကညီမလေးရမှာပါပုဂ္ဂိုလ်တိုင်းကလည်းသမီးလေးလိုချင်တာဆိုတော့အတော်ကြီးပျော်နေပါတယ်ကလေးရခတဲ့ဂျိုကတာရောသမီးရောပိုင်ဆိုင်ရတော့မှာပါအခုလိုဖြစ်လာခြင်းကပြည်သက်တွေရဲ့တောင်းစုသူတို့လင်မယားရဲ့နေစဉ်ပြုလုပ်တဲ့ကုသိုလ်တွေရဲ့အကျိုးပေးမှုကြောင့်လို့ယုံကြည်ကြောင်းဆိုပါရစေ။ ပြည်ကြည်လေးလို့ချက်မွေးပရပွားနဲ့တမီလေးကိုစိုးရိမ်တော့ကကင်းစွာမွေးဖွားနိုင်ခဲ့ပါပြီ။ကွန်ဂရက်ဂျူလေးရှင်းမှပြပိုးနဲ့ပြီးကျုံတာတယောက်တမီလေးတယောက်ပိုင်ဆိုင်ရပါပြီ။နိုဝင်ဘာ28ရက်နေ့ကတမီလေးကိုအမေဆောင်မွေးဖွားခဲ့ပြီဖြစ်ကြောင်းအသိပေးလာပါပြီ။အမှုပညာဇနီးမောင်နဲ့ပုတ်ဂျိုတို့ရဲ့ဒုတိယမြောင်ရင်သွေးရတနာလေးကိုအမေဆောင်မွေးဖွားနိုင်ခဲ့ပါပြီ။တမီလေးက3.2ကီလိုရှိပါတယ်။သမီးလေးရဲ့အမိကဂျေဘဲဖြစ်ပါတယ်။ဒါမှမဟုတ်သူ့ရဲ့ကိုကိုပြေးပေးထားတဲ့ဂျူဂျူခေါ်လဲရပါတယ်။